နေ့အတိုင်းကိုအစဉ်ပြေစာဖြတ်တမ်းဖို့ဆိုတော့ရီကူရကိစ္စမဟုတ်ပါဘူး breast ချက်ပေါက်ရည်ဟာအုံနောက်ဆွမ်းဆောင်ရည်ကိုအကောင်းဆုံးမြင်ပြင်ပေးပြီးလာစားချက်ကြွသေးပါလိမ့်ကျွန်တော်ရဲ့ breast ချက်ပေါက်ရည်နဲ့တူနိုင်ယူလိုက်ပါ breast ချမ်းမာအတွက်လည်းညံချက်မြက်ဒီကနေ့မနက်ပိုင်းချန်ပီယံလိ16တင်းအဆင့်ပွဲတွေမှာတော့စပါတင်ဟာဒေါ်မွန်ကို3ဂိုးပြတ်အနိုင်ယူပြီးကွာတာတက်ဖို့အခြေအနေကောင်းသွားခဲ့ကရီရဲ့အသင်းကတော့ခြေစွမ်းမတားခဲ့ပေမဲ့ AJS ကိုဝေးခွင်းမှာနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ယူခဲ့ပါဗါတယ်။စပါအသင်းဟာ5ပြည့်အနိုင်ရခဲ့ပေမဲ့ခြေစွမ်းပိုက်မှာတော့အသာမရခဲ့ပါဘူး။ အထူးသဖြင့်ပထမပိုင်းမှာဘောလုံးကင်ကစားနိုင်တာတော့လွဲလို့ဒေါမွန်သင်းဘက်ကိုထိရောက်တဲ့ချင်းချောက်မှုမျိုးမပြုတ်လုနိုင်ခဲ့သလိုဒေါမွန်သင်းရဲ့တံပြန်တိုက်စစ်တွေကပုံမထိရောက်ခဲ့ပါတယ်။ဒါပေမဲ့စပါနီပြပိုချက်တီနိုရဲ့အဲရာဝီရဲ့ဒေဗာဆင်ဆန်းချက်ဖိုက်တွေရဲ့နောက်တန်း၃ရောက်တန်းခံစေရာဒေါမွန်ရဲ့တိုက်စစ်ဆင်မှုတွေကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပြင်ဒီပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီးကွင်းလယ်၄ရောက်တန်းမှာပဲဆွန်ကနေ ကစားခဲ့တဲ့ဖာတွန်ကန်ကခန်းစစ်ကိုအကောင်းဆုံးကစားနိုင်ခဲ့တယ်လို့တိုက်စစ်ကိုပါကူနိုင်ခဲ့လို့ဒေါမွန်တင်းရဲ့ညာရန်တိုက်စစ်မှာအားနည်းချက်တွေဖြစ်ပေါ်ခဲ့တာပါ။ဆန်ချိုကတော့တဦးချင်းကြော်ဖြတ်မှုတွေကောင်းခဲ့ပေမဲ့ဖန်တီးမှုပိုင်းမှာတော့အားနည်းချက်ရှိခဲ့ပါတယ်။ပထမပိုင်းမှာတော့ဂိုးမရှိသေးတာဖြစ်နေခဲ့ပြီးဒုတိယပိုင်းစစချင်းမှာတော့ဖာတွန်ကန်ရဲ့တိကျတဲ့ဖြတ်တင်ဘောကနေဆွေအောင်မင်းကပိုက်သွင်းပြီးဥဆောင်ကိုရယူပေးခဲ့ပြီးနောက်ပိုင်းမှာတော့ဒေါမွန်တင်းဖိအားဝင်သွားခဲ့ပါတယ်။ဆွေအောင်မင်းအတွက်တော့စပါအတွက်နောက်ဆုံး၄ပွဲမှာ၄ခုမြောက်သွင်းယူနိုင်ခဲ့တာပါ။ စပါတွက်နောက်ထပ်ဂိုးတွေကိုတော့ပွဲချိန်83မိနစ်မှာအော်ရီယာရဲ့ဖြစ်တင်ပေါ်ကိုဗာတွန်ကန်ကပိတ်သွင်းပြီးဒုတိယကိုပွဲချိန်86မိနစ်မှာအဲရစ်စင်ရဲ့တောင်းကန်ပေါ်ကန်တင်ပေးမှုကနေလူစားဝင်တိုက်စစ်မှုလော်ရန်ဒေးကကောင်းတိုက်ပြီးတတိယဂိုးတွေကိုရယူပေးခဲ့တာပါအဝေးကတကူမှတော့မရခဲ့တဲ့ဒေါမွန်အတွက်ကွာတာတက်ဖို့မျှော်လင့်ချက်အတော်လေးအားနည်းသွားခဲ့ပါပြီ။ Ajax နဲ့ Real ပွဲမှာတော့ပိုကောင်းတဲ့အသင်းက Ajax ဖြစ်ခဲ့ပေမယ့်အနိုင်ယူသွားတာက Real ဖြစ်ခဲ့ပါဗါး။လူငယ်အများစုနဲ့ Ajax ဟာ Real လိုအသင်းကိုအဖက်ဖက်ကနေ အตาစည်းကိုကစားသွားနိုင်ခဲ့တာကတော့ချီးကျူးစရာပါအပိုင်ခွင့်ရည်တွေလည်းအများကြီးရခဲ့ပြီး AJS လူငယ်တွေကအတုံးချနိုင်ခဲ့ရင်9000ပြတ်သွားနိုင်တဲ့အနေထားပါဒါပေမဲ့တူးချင်းအပိုင်ခံခွင့်တွေဖြုံးနှိပ်ပစ်ခဲ့တာကတဘာပိုင်းမှာအာတာရီရီရဲကိုအရှုံးပေးခဲ့ရတဲ့အဓိကအကြောင်းရင်းဖြစ်ခဲ့ပါတယ် AJS တိုက်စစ်ပိုင်းက Zresh Fendi Peak, Nires, Tate တို့ဟာရီးရဲ့နောက်တန်းကိုအကျဉ်းချုပ်ဒုက္ခပေးခဲ့ပြီး Tate ရဲ့ကံကြက်ချင်းတိုင်ထိထွက်ခဲ့လို့ပထမပိုင်းမှာ Sirius ရဲ့ကောင်းတိုက်ကိုသွင်းမှုကိုကွင်းလယ်တိုင်းကအငင်းပွားပွဲအနေထားနဲ့ခွင့်မပြုခဲ့တာကြောင့် Ajax နင်းလာခဲ့ရပါတယ်။နောက်ဆုံး30ချန်ပီယံရီးရဲ့ကတော့ Champion League နဲ့အတူအပိုင်အခွင့်အရေးတွေကို အပြည့်အဝအသုံးချနိုင်ခဲ့ပြီးပွဲချိန်မိနစ်60မှာ Vinicius ရဲ့ဖန်ပြီးမှုကနေဘန်ဇီးမားကအပိုင်ကန်သွင်းပြီးဥဆောင်ကိုရယူနိုင်ခဲ့ကပွဲချိန်88မိနစ်မှာတော့ Cavajer ပေးပို့မှုကနေ Asensio ကပိတ်သွင်းပြီးအနိုင်ဂိုးတွေကိုရယူပေးနိုင်ခဲ့ပါတယ်။ AES အတွက်ခြေပေါကူတကူကိုတော့ Nires ရဲ့ဖန်တီးပေးမှုကနေ Zresh ကပွဲချိန်85မိနစ်မှာတွင်းယူပေးခဲ့တာပါ။